တမျိုးလုံးကိုရေအောင်ရှောက်သွန်းစေခဲ့တဲ့အထိရေကြီးနေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းဟဲ့ရိုင်မြို့မှာအကူအညီလိုအပ်နေတဲ့မြန်မာလူသားများအချိန်ကာမဟုတ်မိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်ထိုင်းနိုင်ငံတောင်ပိုင်းမှာအဆိုးအဝါဆုံးရေကြီးမှုတွေဖြစ်နေပါတယ်။ဒီလိုရေကြီးနေချိန်ဒေသခံထိုင်းလူမျိုးတွေအများပြားနေတူမြန်မာနိုင်ငံကနေထိုင်းမှာလှုပ်သွားလို့တဲ့ရွှေပြောင်းမြန်မာလူသားတွေလည်းအကြီးကျယ်ဘေးဒုက္ခရောက်နေတာပါ။အထူးသဖြင့်ထိုင်းနိုင်ငံတောင်ပိုင်းစံကလခရိုင်ဟဲရိုင်မြို့တမျိုးလုံးဟာအခုဆိုရေအောက်ထဲနစ်မြုပ်သွားတာဖြစ်ပါတယ် ပုံမှန်ဆိုရင်ဟဲ့ရန်ကကဘာလက်ခီးတဲ့ဝင်တဲ့စီကားတွေမျိုးပါဒါပေမဲ့ခုမြင်တွေ့နေရတဲ့မြင်ကွင်းတွေကတော့လမ်းမတွေပေါ်မှာရေတွေပြည့်ရှံနေပြီးကားတွေစံကယ်တွေရေမြုပ်နေတာတွေပဲဖြစ်ပါတယ်ဒီပေးရန်ကိုဒေတာခံထိုင်းလူမျိုးတွေခန်းစားနေရတယ်လို့ပဲအဲ့ဒီဒေတာမှာတွားရောက်လုက ାଇ နေကြတဲ့မြန်မာရွှေပြောင်းလုပ်သားအများပြားလည်းဒုက္ခရောက်နေကြပါတယ် ဟဲ့ရိုက်မှာကစက်ရုပ်လုံယုံနေစောက်လို့ရင်လုပ်ငန်းတွေနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုတ်ကင်နေကြတဲ့မြန်မာနိုင်ငံသားများပြားရှိပါတယ်။ရေကန်ရုတ်တရက်တက်လာတဲ့အတွက်တချို့လူသမားတန်ရာတွေမြင်းကြီးတက်မှနေထိုင်သူတွေဟာပစ္စည်းပစ္စည်းတွေရွှေပြောင်းချိန်မရလိုက်ပဲရေပေးတင်ငယ်ရပါတယ်။အခုမြန်မာတွေဟာတောက်တုံးရည်နဲ့စားတောက်ခက်ခဲတွေလည်းစတင်ကြုံတွေ့နေရတယ်လို့သိရပါတယ်။ထိုင်းအနာပိုင်းနေတဲ့ကယ်ဆယ်ရေးဖွဲ့တွေကလူမျိုးမရွေးကူညီကယ်ဆယ်မှုတွေလှုပ်ဆောင်နေတာကိုတွေ့ရတာကတော့ဝမ်းသာစရာပါ ဟရိုင်နဲ့နီးတဝိုင်းမှာရောက်နေတဲ့မြမတွေအနေနဲ့လက်စမီအန်တီအကိုအထူးကူဆိုင်ဖို့ရေစုံနေတဲ့ပလပ်ပေါက်တွေဝါယာကျိုးတွေကိုမထီတွေ့ဖို့တန်ရှင်းတဲ့တောက်သုံးရီကိုသာသုံးဆွဲကြဖို့နဲ့ရေချသွားတဲ့အခါမှာလည်းအကူအညီလိုလာရင်တဆိုင်ရအလုရှင်ဒါမှမဟုတ်ရဲတွေကိုအကူအညီတောင်းဖို့အကြံပေးနေကြပါတယ်။